။ဆုံးမထောက်ဆေးရုံရလာတဲ့အခါဆောင်းဝင်နေယောဂါကုဆတ်သွားတယ်။မင်္ဂလာပါရှင်။ပြိတ္တိဆုံးကဝေဆိုတာမြန်မာနိုင်ငံမှာပဲရှိတာမဟုတ်ပါဘူး။နိုင်ငံသားမှလည်းဆုံးကဝေရှိပြီးဆုံးမတွေတကယ်ရှိရဆိုတော့ကိုလည်းယုံကြည်ကြပါတယ်။အရင်ကတည်းကဆိုရင်ဆုံးမလို့ကံရဝင်လာတယ်။အဲ့ဒီတမိသားစုလုံးကိုရှင်းလန်းလန်းမိရှုတက်တဲ့ဖြစ်ပျက်တွေအနောက်နိုင်ငံတွေမှာအများကြီးရှိခဲ့ပါတယ်။အခုဒီဖြစ်ပျက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတယောက်ကအရန်နေမကောင်းဖြစ်လို့ဆင်းရုံကိုရောက်လာခဲ့ပြီးမြေသူ့ကိုဆုံးမလို့သတ်မှတ်ခဲ့ကြပါတယ်။အချောင်းကတော့အဲ့ဒီမိန်းမဆင်းရုံကိုရောက်လာတဲ့အချိန်ကစပြီးသူ့ကိုထိပိကူတောင်းနေဆောင်ဝင်လာရင်သူနာပြုတ်ရန်ကပြင်းလဲကြပြီးဆင်းရုံရေးပေါ်ခန်းနဲ့ရောက်သွားကြလိုပါပဲ။ဇလန်းဆောက်ကိုပြောရရင်တော့ Gloria Ramirez ဟာသင်လူမျိုးပါဖြစ်နေပြီးတတိလည်နေတာမို့သူ့ရဲ့မိသားစုကဆင်းရုံပို့ဆောင်ခဲ့ပါတယ်။ဆင်းရုံရောက်တဲ့အခါဆောင်ဝင်က မကိုစမ်းသက်စစ်ဆေးကြပြီမေဘာယောဂါလို့ဆိုတော့ကိုအပြေရှာလို့မရခဲ့ကြဘူးလူနာရဲ့ပါးစပ်ကနေချက်တန့်ချူအနံ့တထောင်းထောင်းရနေတယ်ဆံဝင်တွေကသွေးစစ်ဖို့သွေးဖောက်လိုက်တာနဲ့သူ့ရဲ့သွေးနဲ့ထိနေတဲ့သူနာပြူတွေဆံဝင်တွေကချက်ချင်းလဲကြပြီးတတိလက်သွားကြတယ်နောက်ထပ်သူနာပြူတွေထိရောက်လာပြီးစစ်စီးဖို့ကြိုးစားတဲ့အခါမှာလေလူနာမျိုးသမီးနာရောက်တာနဲ့မိလဲကြကုန်တယ် လူနာစီကစက်တံဖြူအနံ့ကိုရှုံမိတာနဲ့တင်တတိနဲ့သွားတဲ့သူမဖြူတွေနဲ့ရှိပါတယ်။ဒါကြောင့်မို့ဆရာဝန်တွေက PPE ဝတ်စုံဝတ်ပြီး lens ဆိုပြီးတော့တွေးနမူနာယူခဲ့ရပါတယ်။အဲဒီမှာသူ့ရဲ့သွေးကိုစစ်ကြည့်တော့သွေးထဲမှာအဝါရောင်ကျောက်ခဲမျိုးတွေတွေ့ရပါတယ်။ဆရာဝန်တွေကဒီလူနာရဲ့ရောဂါကိုဖြေရှာမရဘဲဒေဟီလေးဖြစ်နေကြတာပါ။စေယုံကတခြားလူနာတွေနဲ့ဆရာဝန်တွေကတော့သူမကိုဆုံးမလို့ထင်ခဲ့ကြပါတယ်။ သူ့ကိုထိတွေ့တဲ့လူတိုင်းကမေးလေကြပြီးစိတ်ယုံတင်လိုက်ရတာကြောင့်မို့သုံးမလို့သတ်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဆရာဝန်တွေကလူနာရဲ့မိသားစုကိုမေးမြန်းကြည့်တော့မှလူနာမျိုးသမီးဟာ DMS လို့ခေါ်တဲ့ cream ကိုအမြင်လိမ့်ပါတယ်။ DMS cream ရဲ့တာနုပစ္စည်းအငွေတွေကအသက်ရှင်လန်းကောင်းကနေစုပ်ကိုထိခိုက်ပျက်စီးပြီးသူ့ရဲ့ခန္ဓာကိုယ်တွေကလည်းနေတာနုပစ္စည်းပေါင်းဆက်ပြီးထွက်လာတဲ့ဓာတ်ငွေတစ်မျိုးကစက်တံဖြူအနံ့နံနေပြီးအဲဒီဓာတ်ငွေကလူကိုသိစေနိုင်တဲ့အထိပြင်းအားများပါတယ်။ ကြောင့်မို့ဒီမျိုးသမီးနာကလာတဲ့ဆရာဝန်တွေကအင်ငွေကြောင့်စိတ်တင်ပြီးမေးလဲသွားကြတာပါဒါကိုဆရာဝန်တွေသိသွားတဲ့အချိန်မှာတော့လူနာမျိုးသမီးဟောင်းစေယုံရောက်လာတာ45မိနစ်ရှိပြီးအဲ့ဒီအချိန်မှာသိဆုံးသွားခဲ့ပါပြီအလောင်းကိုဆရာဝန်တွေကရှင်ခွဲယုံမှထားထားတဲ့အချိန်တညမှာတော့လူနာရဲ့မိသားစုဝင်တယောက်က ရောင်းလာခဲ့ပြီးနှလုံးကိုထုတ်ယူသွားခဲ့ပါတယ်လူနာမျိုးသမီးရဲ့နှလုံးဟာလုံးဝတိတိကျကျခိုးစိတ်ထုတ်ယူခံထားရတာပါ ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာဝန်တွေကအံ့ဩနေကြပါတယ်။ဒေတာတခုကတော့သူမဟာလူတွေထင်နေကြတယ်လို့ဆုံးမမဟုတ်ပဲ DMSO ဆိုရင်စီတမျိုးကြောင့်ထူးဆန်းတဲ့ယောဂဖြစ်သွားခဲ့တာပါ DMSO ခရင်ဟာခုချိန်ထိနိုင်ငံသားမှအသုံးပြုသူတွေရှိနေသေးပါပဲ